โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေ Daredevil Born Again ကလည်းထွက်လာပြီဆိုတော့ဒီထဲကနေ MCU ကိုပထမဆုံးခြေချလာမယ် White Tiger အကြောင်းကိုပြောပါမယ်တော်တော်များများမြင်မှုကြမှာကတော့ White Tiger ကိုမင်္ဂလိအနေနဲ့ပါ Daredevil ထဲမှာတော့အထီးဖြစ်နေပါရစေဒါကြောင့်ဒီ White Tiger ကဘာလို့ယောက်ျားဖြစ်နေရလဲဆိုတာကနေစပြောပါမယ် Comic ထဲက White Tiger ရဲ့နာမည်က Ava Ayala ဖြစ်ပါတယ်ခုမြင်ရမှာကတော့ Ava Ayala ရဲ့အကို Hector Ayala ပါ ဟက်တော့ကတကယ်တော့မူလမူရင်း white tiger လည်းဖြစ်ပါတယ်တော်တော်များများက white tiger အဖြစ်အာဘာကိုပဲသိကြတာကြောင့်သာဟက်တာရဲ့ဇာတ်လမ်းကပြောင်းနေတာပါဆိုတော့ဟက်တာကဘလို့ white tiger ဖြစ်လာလဲဆိုတာပြောပြပါမယ်ဟက်တာအာယာလာကလက်တင်အမေရိကလူမျိုးပါ DC က blue beetle ပြီးရင်သူကဒုတိယမြောက်လက်တင်အမေရိကန် super hero ဖြစ်ပါတယ်ဟက်တာကနယူးယောက်မှာတက္ကသိုလ်လာတဲ့အင်းလမ်းကြားတစ်ခုတည်းကဖြတ်သွားမှာကြားလက်နှစ်ဖက်ရဲ့ကြားကောင်းပုံရဲ့ကြောက်စိမ့်ဆွဲသည့်သုံးခုပါတဲ့ဆွဲကြိုးသုံးခုကိုကောက်ရပါတယ် ဒီဆွဲကြိုးတွေကဘယ်ကလာလဲဘာလဲဆိုတာမသိသေးပါဘူးဟက်ကာကသုံးခုပေါင်းပြီးဆွဲကြည့်လိုက်တဲ့အခါမှာတော့ white tie ကအသွင်ကိုပြောင်းသွားပါတယ်အသွင်ပြောင်းသွားတာနဲ့အတူ super power တွေလည်းရှာလိုက်ပါတယ် spider-man နဲ့ strength အပြင်အမြန်နှုံးတွေတက်လုံတွေခန္ဓာရည်တွေအားလုံးက super human level အထိတိုးသွားပါတယ် spider sense လိုမျိုး tiger sense လည်းရှိပါတယ် Tiger Sense က Spider Sense အောင်မကြမ်းပေမဲ့ကြားတကောင်လိုအနံ့ခံအာယုံတွေအကြာအာယုံတွေရှိပါတယ် အဲ့ဒါကြောင့်ရန်သူတွေအနာကပ်လာရင်ဒါမှမဟုတ်တိုက်ခိုက်လာရင်ကြိုသိပါရယ် Wolverine လို Healing Factor မျိုးမရှိပေမဲ့စွဲသီးကိုထမ်းရာတွေပေါ်တင်လိုက်ရင် heal လုပ်ပေးပါရယ်ပြီးတော့ Martial Art ဘောင်စုံလည်းတက်ပါရယ်တခုရှိတာက White Tiger ပြောင်းသွားပြီဆိုတာနဲ့ Hector ရဲ့အသီးစိတ်ကပျောက်သွားတာပါ Hector ကစွဲကြိုးဝစ်ပြီးလို့ White Tiger ဖြစ်သွားချိန်မှာပြဿနာရှာနေတဲ့လူမိုက်ဂိုင်းတစ်ခုစီကိုရှောင်မှန်းမသိရောက်သွားပါရယ်လူမိုက်တင်တဲ့ Fight ပြီးအားလုံးမှောက်သွားတော့လူမိုက်တွေရဲ့အကောင်လေးတယောက်ကဝှိုက်တိုင်းကကိုတနတ်နဲ့ချိန်လိုက်ပါရယ် ဖိုက်တိုင်းကကကောင်းလေးကိုလူကောင်းလူမလို့ဖို့ဖြောင်းပြနေတော့အနောက်ကနေလုံချုံရင်းဝန်ထမ်းကထုံနေရှာလိုက်ပါတယ်ဖြစ်ချင်တော့လက်လုံမီကောင်းလေးသေးသွားပါတယ်ဖိုက်တိုင်းကလည်းဒေါသထွက်ပြီးအဲ့ဒီအဆောင်ကိုပြန်ကြုံခဲ့လိုက်ပါတယ်ပြီးတော့လမ်းကြားတစ်ခုထဲမှာဟက်တာအဖြစ်သူ့ဘာသာပြန်ပြောင်းသွားပါတယ်နောက်နေ့မနက်မှာတော့အခင်းဖြစ်ခဲ့တဲ့နေရာမှာဟက်တာရဲ့လက်ဝဲရာတွေကိုတွေ့လို့ရဲတွေကသူ့စီရှောက်လာပါတယ်ခုနပြောသလိုပဲဖိုက်တိုင်းကဖြစ်သွားချိန်မှာအသိစိတ်မရှိတဲ့အတွက်ဟက်တာကဖြစ်ခဲ့တာတွေကိုမမှတ်မိပါဘူး အဲ့ဒါကြောင့်တောက်တောက်လန့်လန့်နဲ့ဗရင်းမောက်ကခုန်ချလိုက်တော့ white tiger အသွင်ပြောင်းသွားပြန်ပါတယ်။ white tiger ကထွက်ပြေးသွားတဲ့အတွက် share တွေက hector နဲ့ white tiger နှစ်ယောက်လုံးကိုလိုက်ဖက်နေပြီဖြစ်ပါတယ်။အဲ့လိုနဲ့တိုက်ခေါမိုးပေါ်မှာ white tiger ကို prowler ကလာချပါတယ်။ဒီ prowler က spider-man နဲ့မှတွေ့ခဲ့တဲ့ miles ရဲ့ဦးလေးမဟုတ်ပါဘူး။နောက်တစ်ယောက်ပါ။ prowler ကလုံခြုံရေးဝန်ထမ်းရှိုက်သက်လို့တည်သွားတဲ့ကောင်လေးကိုပညာသင်ပေးနေတာပါ။သူတို့ဘက်ကို white tiger တတ်တာထင်ပြီးလက်စားလာချေတာဖြစ်ပါတယ်။ ။ white tiger ကလည်းသူတတ်တာမဟုတ်ကြောင်းရှင်းပြရင် prowler နဲ့ fire ပါတယ်။နောက်မှအဖြစ်မှန်တွေသိပြီး prowler ကသူ့ကိုလွှတ်ပေးလိုက်ပါတယ်။ကောင်းလေးကိုတကယ်တက်လိုက်တဲ့လုံခြုံရေးဝန်ထမ်းကလည်းဝန်ခံလာလို့ hacker နဲ့ white tiger ကပါ share လက်ကလွတ်ပါတယ်။အဲနောက်မှာ hacker ကသတင်းစာဖတ်နေရင်သတင်းထဲက white tiger ဝစ်ထားတဲ့ဆွဲကြိုးကသူ့ဆွဲကြိုးနဲ့အတူတူပဲဆိုတာသတိထားမိလိုက်ပါတယ်။အဲ့ဒါကြောင့်သူကိုယ်တိုင်က white tiger ပဲဆိုတာသိလိုက်ပါတယ်။အဲ့လိုနဲ့ပဲ white tiger က superhero ဇလံအရှိကြီးနဲ့အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပါတယ်။ တရမှာတော့ white tiger က hacker ဖြစ်တယ်ဆိုတာကို villain တကောင်ကဖော်ထုတ်လိုက်ပါတယ်။အဲဒါကြောင့်ပဲသူ့ရဲ့မိသားစုအသက်ခံလိုက်ရပါတယ်။ဒီအဖြစ်ပြက်တွေကြောင့် white tiger အဖြစ်ကနေအနားယူသွားသေးပေမဲ့လာအနေငယ်ကြတော့ပြန်ရောက်လာပါတယ်။ဒါတွေတော့အသေးစိတ်မပြောတော့ပါဘူး။ MCU အနေနဲ့လည်း white tiger ကိုထုံးစံအတိုင်းသူနည်းသူဟန်နဲ့ခြားပြလာမှာဖြစ်ပါတယ်။ဒါပေမဲ့ series မှာ hacker အဖြစ်သရုပ်ဆောင်ထားတဲ့ Kamal Delos Reyes က Shaggy ရဲ့အပြီးမှာပဲဆုံးမသွားခဲ့ပါတယ်။ဒါကြောင့် hacker ရဲ့အနာဂတ်က MCU မှာမသေးကြတော့ပါဘူး။ recast လိုက်နိုင်သလို black panther တုံးကလိုပဲ mcu မှာပါပေးသေးပြီးလိုအပ်ရင်သူညမဒါမှမဟုတ်သူ့တူမကိုထပ်မိတ်ဆက်လာမယ်လို့တော့ထင်ပါတယ် comic တွေထဲမှာလည်းသူတို့နှစ်ယောက်လုံးက white tiger အဖြစ်အသင့်ရှိပြီးသားဆိုတော့လွယ်ပါတယ်ပြီးတော့ comic ထဲမှာလည်း hector ကတည်သွားတာပါအခိုက်အတန့်တစ်ခုမှာ hector ကလူသတ်မှုနဲ့တရားစွဲခံရပါတယ်သူကတကယ်တက်ခဲတာလည်းမဟုတ်သလိုသူ့ရဲ့ရှင်နေ mad murdock တဖြစ်လဲ daredevil ကလည်းအကောင်းဆုံးကြိုးစားပေမဲ့ hector ကလူသတ်သမားလို့အမိန့်ချခံလိုက်ရပါတယ် ။ငကိုတဲကလူတကိုစိတ်နှမျိုးမို့ဒီအချိန်မှာဟက်တာကစိတ်ဖောက်ပြီးတော့တရားရုံးကနေထွက်ပြေးပါဗျ။အဲအရာကြောင့်ပဲရဲတွေကဟက်တာကိုဝန်ဟမ်းပြေးအဖြစ်နဲ့တရားရုံးပြင်ပမှာအသေးပြတ်သက်ဖန်လိုက်ပါဗျ။ဆိုတော့ဒီဆွဲကြိုးတွေဘယ်အလာလဲဆိုတာကိုရှင်းရပါမယ်။ဒါတွေကို Amulets of Power လို့ခေါ်ပါဗျ။ဒီ Amulet သုံးခုကိုဖန်တီးခဲ့တဲ့နေရာကတော့ Khonlong လို့ခေါ်တဲ့ Hidden City တစ်ခုဖြစ်ပါတယ်။ Khonlong ဆိုတာ Iron Face ကိုလေ့ကျင့်ပေးခဲ့တဲ့ရှောင်းလင်ဘုံကြီးတွေရှိတဲ့နေရာဒီကမ္ဘာနဲ့ဆက်နွယ်နေတဲ့တခြား Dimension တစ်ခုပါ Marvel Universe မှာ Tiger God ဆိုတဲ့နဖျားတစ်ပါးရှိပါတယ်။ဝါကန်ဒါမှာနေတဲ့လူတွေကိုလက်ဆောင်အဖြစ် Heart Shape Hub ကိုချီးမြှင့်ခဲ့တဲ့ Panther God လိုပဲတိတ်နာမည်မကြီးတဲ့နဖျားတစ်ပါးပါ။သူကလူသားတွေကူညီလို့ရင်လူသားတယောက်ကိုကိုယ်ကွန်အဖြစ်သုံးပြီးကူညီပေးပါတယ်။အဲဒီလိုကိုယ်ကွန်အဖြစ်သုံးနိုင်အောင်သူ့ကိုကိုယ်ွယ်တဲ့လူတွေကဒီ Amulet ၃ခုကိုဖန်တီးခဲ့ကြတာပါ။ Amulet တွေကိုဝတ်ထားတဲ့သူက Tiger God ရဲ့ Avatar ဖြစ်လာပါတယ်။အဲ့လိုနဲ့နဖျားအတွက် avatar အဖြစ်မျိုးဆက်တွေလက်ဆင့်ကမ်းလာပြီး master key ဆိုတဲ့လူစီလျှောက်လာပါတယ် သူကအမ်မြူလက်တွေကိုမတုံမဲ့တင်ထားပါဗျ။တရက်မှာတော့နင်ဂျာတွေလောက်ကြံတာခံရပြီးမာဇာကီးကသူ့ရဲ့နောက်ဆုံးထွက်သက်မှာသူ့ရဲ့အတော်ဆုံးတဲ့ဘက်လင်းစွန်းကိုပေးခဲ့ပါဗျ။လင်းစွန်းကကြောက်စိကြားကောင်းကိုသူ့ကိုယ်တိုင်ဝေ့ပြီးလက်သေးနှစ်ဖက်ကိုတော့သူ့တငယ်ချင်းတိုင်းပညာရှင်နှစ်ယောက်ကိုပေးလိုက်ပါဗျ။အဲ့လိုနဲ့သူတို့တောင်ယောက်က Tiger God ရဲ့အစွမ်းနေနဲ့ Sense of the Tiger ရဲ့လို့ဖြစ်လာပါတယ်။တောင်ယောက်သားအကြာကြီးအတူတူတိုက်ပွဲဝင်ခဲ့ကြပါပဲ။အချိန်တစ်ခုအကြာမှာတော့ Sense of the Tiger အဖွဲ့ကပြိုကွဲသွားပါတယ်။ အမ်မြူလက်တွေကိုလည်းဆုံးလွန်လိုက်ကြပြီးလမ်းကြားတစ်ခုထဲမှာထားခဲ့လိုက်ပါတယ်။အဲ့ဒါကိုဟက်တာကကောင်းရရာကနေ white tiger ရဲ့လို့ဖြစ်လာတာပါ။သူက tiger god ရဲ့ avatar ဖြစ်သွားတာမို့ white tiger ဖြစ်နေတဲ့အချိန်မှာမှတ်ဉာဏ်တွေကိုမမှတ်မိတာပါ။သူတည်သွားတဲ့အချိန်မှာလည်းအမ်မြူလက်ကသူ့ရဲ့တူမတွေညီမတွေလက်ထဲကိုအစင်းစင်းရောက်ပြီး white tiger ဆိုတဲ့ legacy ကဆက်ပြီးရှင်သန်နေပါတယ်။ MCU ရဲ့ white tiger ကဘယ်လိုရလာမလဲဆိုတာတော့ဆက်ပြီးစောင့်ကြည့်ရပါမယ်။ကျွန်တော်ကတော့ဘယ်လိုလာလာသိစိတ်ဝင်စားပါဘူး။ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ။ Marvel ရဲ့ထွက်သားသမျှ animated movie 20ကျော် DC animated movie 60ကျော်လုံးကို The Mist Telegram မှာမြန်မာစာတန်းထုတ်နဲ့တစုတစီရဲ့လာကြည့်နိုင်ပါတယ်။မမကြီးတွေကတက်တက်စာဖြစ်လို့အခါဝင်ထားရုံနဲ့အစ်စ်ထွက်မဲ့ကားတွေကိုပါဆက်ကြည့်နိုင်အောင်ပါပါ။ Animation တွေဆိုတာ live action မှာမပါတဲ့ hero နဲ့ villain ပေါင်းများစွာကိုမြင်ရတွေ့ရနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ Movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ ဘယ် channel မှာဆိုမမဝင်ချင်တယ်ဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါရယ်ဒီနေ့ဖို့ adios